သာသနာတော်နှစ်2568ခုနှစ်ကောဇာတက္ကရိကတော့1386ကနေ 1389ကိုကူးမဲ့နေပေါ့နှစ်သက်ကူအခါသမယမှာပမုန်တို့တင်းကြံတင်းကမာဒဆိုတာအလုံးသိပြီးသားပြောင်းလဲပြောင်းလဲနေတာတနေ့တခါပြောင်းလဲတဲ့အတွက်သိညာလို့သတ်မှတ်တယ်အချိန်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းနာရီတိုင်းပြောင်းလဲနေတာပါပြောင်းလဲမှုနဲ့အမျှ တိုးတက်မှုဆိုတာရှိရပြောင်းလဲမှုနဲ့အမျှဆုပ်ယုပ်မှုတွေလည်းရှိတတ်တာပေါ့လေရုပ်လျော့တယ်ဆိုတာကရုပ်ပိုင်းဆိုင်ရာတွေကအချိန်ကာလပြောင်းလဲတာနဲ့အမျှရုပ်လျော့ရုပ်လျော့အားတွေယော့သွားတတ်တယ်စိတ်ပိုင်းဆိုင်ရာကြတော့သူတော်ကောင်းတွေအတွက်ပြောင်းလဲပြောင်းလဲအချိန်တွေပြောင်းလဲတဲ့အခါမှာတိုးတက်တဲ့ဘက် ပိုကောင်းတဲ့ကောင်းလာတဲ့ဘက်ကိုပြောင်းလဲလာကြတူတော်ကောင်းမှတပါတခြားသူတွေကြတော့ပြောင်းလဲတဲ့အခါကြတော့ကောင်းရတဲ့စိတ်ကနေမကောင်းတဲ့စိတ်တွေဖြစ်သွားတဲ့စိတ်ပိုင်းဆိုင်ဒါကြောင့်မို့နေ့တစ်ခုအခါသမယပြောင်းလဲတဲ့အခါမှာသူတော်ကောင်းတွေရဲ့ပြောင်းလဲခြင်းမျိုးနဲ့အားနေတဲ့စိတ်ဓာတ်တွေအားကောင်းလာအောင်မကောင်းတဲ့စိတ်ဓာတ်ဆိုတွေကနေ ပြောင်းလဲပြီးတော့မကောင်းတဲ့စိတ်ဓာတ်ဆိုးတွေမဖြစ်တော့ဘဲနဲ့ကောင်းတဲ့စိတ်ဓာတ်ကောင်းတွေဖြစ်လာဖို့သင်္ကမန္တသင်ညာပြောင်းလဲမှုကိုအတိပေးတဲ့အနေနဲ့သတ်မှတ်ကြတာပေါ့လေသူတော်ကောင်းတွေအတွက်ပြောင်းလဲဖို့ဆိုတာမကောင်းရာကနေကောင်းလာတယ်ဒါလည်းသူတော်ကောင်းကောင်းရာကနေပြီးတော့ပိုကောင်းလာတယ်ဒါလည်းသူတော်ကောင်းပိုကောင်းရာကနေပြီးတော့မြင့်မြတ်တဲ့မြင့်မြတ်ပြီး အကောင်းတကအကောင်းဆုံးစိတ်သက်ဖြစ်သွားတာပေါ့ဗုဒ္ဓဘာသာဝင်လို့ဆိုရင်တော့ယဟန္တာဖြစ်သွားတာသောတာပန်ဖြစ်သွားမယ်တဂရဂံဖြစ်သွားမယ်အနာဂံဖြစ်သွားမယ်ယဟန္တာဖြစ်သွားမယ်အဲ့လိုဖြစ်သွားတာသူတော်ကောင်းတွေရဲ့စိတ်သက်တွေစိတ်သက်တွေမြင်မာတိုးတက်တိုးတက်မြင်မာပြီးတော့ပြောင်းလဲခြင်းမျိုးပါပဲဘုမုန်းတို့သူတော်ကောင်းတွေဘာလို့များအဲ့လိုပြောင်းလဲသွားကြတာလဲလို့လိလာကြည့်တော့မြေတံမရှိရနေရှိလာတယ် မေတ္တာဓာတ်ဒီနေရာကနေများလာတယ်အဲ့ဒါလိုပဲမေတ္တာတွေမဟုတ်ပါဘူးကရုဏာတွေသနာစရာတွေ့ရင်သနာတာမုဒိတာတွေဝန္တာစရာတွေ့ရင်ဝန္တာတာဥပိ္ပခာတွေဘလောက်ပဲမေတ္တာတရားကြီးမှကြီးမှဘလောက်ပဲကရုဏာတရားကြီးမှကြီးမှဘလောက်ပဲမုဒိတာတရားကြီးမှကြီးမှကိုယ့်ဘက်ကမေတ္တာကရုဏာမုဒိတာတွေပြည့်စုံတော်လေပဲတစ်ဖက်သူတစ်ဖက်သားမှာက ဟိုးဘဝတန္တရာကအတိတ်ကံတွေနဲ့ပါလာတဲ့အကုသိုလ်ကံတွေရဲ့ဆိုးကျိုးတွေခံရရတဲ့အခါကျတော့ကဲနိုင်သလောက်ကဲတယ်စွန့်နိုင်သမျှကဲတယ်ကိုယ်ကဲတိုင်းရခြင်းရတယ်မရခြင်းမရဘူးအဲ့ဒါကျတော့သူတို့ကံနဲ့ဆိုင်နေသူတို့ကံအကျိုးပေးနေဆိုင်နေအဲ့ဒါမျိုးကျတော့စိတ်ပင်မမခံတော့ပဲနဲ့လောက်เสียရှိတာလောက်မယ်ကုเสียရှိတာကုမယ်ကဲเสียရှိတာကဲမယ် ထောက်ပံ့စရာရှိတာထောက်ပံ့မယ်သူတို့ကံမောမူတည်တာသူတို့လက်ခံနိုင်တဲ့အကျိုးပေးပေါ်မူတည်တာအဲအဲ့ဒါမျိုးကြတော့ဥပိ္ခာလို့ခေါ်ဒီမေတ္တာကရုဏာမုဒိတာဥပိ္ခာသူတော်ကောင်းကြီးတွေဒီစိတ်ဓာတ်တွေဘာလို့များကောင်းလာကြတာပါလဲဆိုတော့ရှေးရှေးဖះရှင်သူတော်ကောင်းကြီးတွေဟာနောက်နောက်ဖះလောင်းလျာတွေကိုဗျာဒိတ်ပေးတော်မူကြဟောဒီပုဂ္ဂိုလ်ဟာဖះလောင်း ဒါဖះလောင်းပြားရိတ်ပေးတာပေါ့လေအဲ့ဒါတောင်ဝကအလောင်းတော်ကြီးတွေမဟာတောင်ဝကအလောင်းတော်ကြီးတွေသူတော်ကောင်းလောင်းလျာတွေသူတော်ကောင်းတွေသူတော်ကောင်းလောင်းလျာတွေကိုရှေ့ကသူတော်ကောင်းကြီးတွေဖះရှင်ဆိုရင်တော့ပြားရိတ်ပေးတယ်ပေါ့ကွယ်သူတော်ကောင်းတွေဆိုရင်တော့အဲဒီကလေးကသူတော်ကောင်းဒီသားကသူတော်ကောင်းဒီသမီးကသူတော်ကောင်းဒီမီးလေးကသူတော်ကောင်းလို့အဲအဲ့လိုအဲ့လိုပြောခဲ့ကြတဲ့အခါ အလောင်းတော်ကြီးတွေဖះအလောင်းသူတော်ကောင်းကြီးတွေရဲ့နှလုံးသွင်းကဘလောက်ထိပြောင်းသွားတယ်လဲဆိုရင်စကားသုံးခုမယ်ပြောတော့အဟံဗုဒ္ဓဘဝိတာမိကောမေကရာဝတိနအထောပပစိတ်တမိလို့ဒီသုံးမျိုးပဲပြောတယ်မြန်မာလိုပြောရင်တော့ဗျာဒိတ်တော်ရတဲ့အခါမှာရှေးဖះအလောင်းတွေကရှေးဖះရှင်တွေကနောက်ဖះအလောင်းတွေကို သေးကြပေါ့စကားပြောတဲ့အခါ"အိုးငါဖျားလောင်းတယ်။အဟံဗုဒ္ဓဘဝိတာမီငါဖျားလောင်းတယ်။ကောမီကရာဝါဒီနာအထောအိယာတီထောင်လူတို့ပေါ့မှာဖျားလောင်းနဲ့ဘာမှမဆိုင်ဘူးဘာလို့နေမှာလဲ။ပပစိတ်တာမီယဟန်ပြုတော်မယ်လို့စကားသုံးကုန်ပြော။သူတော်ကောင်းတွေအတွေ့ကြတော့စကလုံးလေးနည်းနည်းလေးပြင်ပြီးမိမိတို့ သူတော်ကောင်းတွေနားထောင်နေတဲ့သူတွေအတွက်သင့်တော်အောင်ပြောရင်ငါသူတော်ကောင်းတယ်ကိုကိုကိုသူတော်ကောင်းမှန်းသိသွားနံပါတ်1ကိုကိုဘာဆိုတာသိရမယ်ငါသူတော်ကောင်းတယ်နောက်တစ်ဆင့်ကြတော့သူတော်ကောင်းဆိုရင်သူတော်ကောင်းတွေမလုပ်ရမယ့်ဟာမလုပ်ဘူးလို့အဲနံပါတ်3ကြတော့နံပါတ်1ကငါနဲ့မဆိုင်တာမလုပ်ဘူးငါမလုပ်တင်တာမလုပ်ထိုက်တာမလုပ်ဘူးပေါ့လေ နံပါတ်3ကြတော့ပပစိတ်တာမီဆိုသလိုငါလှုပ်တင်တာပဲလှုပ်မယ်ငါလှုပ်ရမယ်လှုပ်တိုက်တဲ့လှုပ်တင်တဲ့ဟာကိုပဲလှုပ်မယ်လို့ဒီ3မျိုးကျွေးကြော်တော့တာပဲကွယ်ကျွေးကြော်မှာပေါ့စိတ်ထဲကလည်းဒီ3မျိုးပဲရှိတာကိုငါဖျားလောင်းမဆိုင်အကျိုးမရှိတာတွေမလုပ်ဘူးဆိုင်နဲ့အကျိုးရှိတဲ့ဟာပဲလှုပ်မယ်သူတော်ကောင်းတွေသူတော်ကောင်းတို့ ငါသူတော်ကောင်းလို့အရင်သိလိုက်ပါကိုကိုသူတော်ကောင်းလောင်းလျာသူတော်ကောင်းရဲ့လို့လက်ခံလိုက်ရင်သူတော်ကောင်းတွေမလုံသိမထောက်လက်ထိုက်တာမလုံဘူးသူတော်ကောင်းလုံသိလုံထိုက်တာပဲလုံမယ်လို့စကားသုံးခုကျွေးကြော်နိုင်ပါတယ်အဲ့ဒါစိတ်ဓာတ်ကလာတာပဲလေစိတ်แท้ကိုဒီစိတ်ဓာတ်ကြီးဝင်သွားတာအဲ့သူတော်ကောင်းတွေကိုကိုသူတော်ကောင်းသိပြီးမလုံသိတာမလုံဘူးဆိုတော့ ဘသူပေါ်မှာမေတ္တာမပြည့်ဘူးစိတ်မဆိုးဘူးဘသူအပေါ်မှာမနိုင်ဘူးကရုဏာထားမယ်ဘသူပေါ်မှာမနာလို့မဖြစ်ဘူးမုဒိတာပွားဘူးအိုးဘသူကိုမှမျက်ွယ်ပြုတ်ပြီးလက်မကြည့်ဘူးမဟုတ်ဘူးတတ်နိုင်တယ်များစွန့်နိုင်တယ်များကူညီနေအကျိုးပေးရတော့သူ့ပေါ်မူတည်တာပဲအဲ့ဒီအလုပ်တွေလုပ်ဖြစ်တာဟာဒီစကားသုံးခွန်းရောက် ဒီစကားသုံးခွန်းကလည်းအဲ့ဒီစိတ်တက်ကိုကိုသူတော်ကောင်းလို့သိသွားပြီသူတော်ကောင်းမလုတ်သိမလုတ်ထိုက်တာမလုတ်ဘူးသူတော်ကောင်းနေလုတ်သိလုတ်ထိုက်တာပဲလုံမယ်လို့သိတဲ့အဲ့ဒီစိတ်တက်နဲ့ပဲအဲ့ဒီသုံးမျိုးကျင့်လာပါជីវတ်တို့တဲ့အောင်မြင်တော့တာပေါ့စိတ်ထားတွေကောင်းတော့လုံရတွေလည်းကောင်းအကျိုးပေးတွေလည်းကောင်းစိတ်ထားတွေကောင်းတော့အပြောတွေလည်းကောင်းအကျိုးပေးတွေလည်းကောင်းစိတ်ထားတွေကောင်းတော့အတွေ့အကြံတွေလည်းကောင်းအကျိုးပေးတွေလည်းကောင်း အကျိုးပေးတွေကကိုတယောက်ထဲတင်ကောင်းကျိုးချမ်းသာရရုံမကဘူးတဲ့ကိုမိသားစုတွေကိုဆွေမျိုးသားချင်းတွေကိုရက်ကိုရွာကိုမျိုးကိုနိုင်ငံကိုသာသနာကိုပတ်ဝန်းကျင်တစ်ခုလုံးကိုလောကကြီးတစ်ခုလုံးကိုကိုကအဲ့ဒီစိတ်ဓာတ်ကောင်းနေပဲအဲ့ဒီစကားသုံးခုကိုအာရပါရကျွေးကြော်ပြီးဆောင်ရွက်နေရင်အားလုံးကောင်းကျိုးတွေကိုဆောင်ရွက်နိုင်တဲ့သူဖြစ်ပါတယ် စွမ်းနိုင်သမျှမိမိအကျိုးအများအကျိုးနှစ်သက်ကူအခါမှာသေဖို့ကြဖို့အဲစကားလက်ဆောင်နှစ်သက်ကူလက်ဆောင်တရားလက်ဆောင်ပြီးပါတယ်အာလုံးစိတ်ဓာတ်ကောင်းနေကိုသီကိုသီရှိပြီးတော့မိမိအကျိုးအများအကျိုးသေဖို့နိုင်တဲ့သူတော်ကောင်းနေဖြစ်ကြပါစေကုန်တည်း